ဟုတ်တယ်အိမ်ရကျမသားနဲ့မိနဲ့ဆိုဆုံးသွားပြီချက်ချင်းပဲကိုနဲ့တရက်တည်းပဲသူကဆုံးသွားတာအဲ့ဖြုံးဆုံးဟုတ်ပါတရားမူရတဲ့တရားဆိုတော့ဒါလေးပဲရှိတာလေသူတို့နဲ့ပဲနေရတာသူတို့ပဲသူတို့ပဲကိုယ်ကိုဆမ်းချပေးတာဆိုတော့စိတ်ကတော့ပြေကောင်းတယ်ဘယ်တော့မှလည်းမေ့မှာမဟုတ်ဘူးဒီကိစ္စကြီးတော့ တိုက်တာတော့ဒီခြိဘွားခြိဘွားကြီးခြိဘွားပေါ့နော်ခြိဘွားကြီးရပြည်ပြားနေဒီအဘွားဥစားတွေဒီအသားတွေကကျေမွားကုန်လာလားမသိကြည့်ရတာပုတ်တလူမျိုးပုံစံမျိုးဖြစ်သွားအာသူတို့ကဒီရောက်တော့ရမလားဆိုပြီးတော့သူတို့ဒီစကရင်တထောင်ကကုပေးတယ်ကုပေးသေးတယ်အာနောက်ကြတော့မှမရတဲ့အဆုံးကြတော့မှသူတို့ကအိုင်ခြေောက်ကိုဖြတ်ဖို့ဆိုပြီးတော့အာမအမေရိကန်သားကုတဲ့ဆရာလေးရှုပ်ပို့ပေးတယ် ဟုတ်တယ်အဲ့ဒီအချိန်တည်းကနေပြိမ့်မိသွားတာဇပွဲကုန်ညီတို့ထင်တယ်ကိုကလှမ်းပြီးတော့ခြေထောက်နဲ့လှမ်းပြီးစမ်းကြည့်လိုက်တဲ့အချိန်မှာဇပွဲကုန်ကြီးပဲဇပွဲကုန်ကြီးကဒီဘက်ခြေထောက်ကဒီလိုကြီးကြကြနေပြီးတဲ့အခါကျခြေဘွားပေါ်မှာပေါ့အဲ့ဇပွဲကုန်ကြီးကပြိနေတာပြိနေပြိသွားလိုက်တာအာအဲ့ငါရဲ့မြောင်နေမှာလာခဲ့ရောမိသက်တပ်ဖွဲ့ကလာခဲ့တဲ့အခါကျတော့မှအယုံစာနေပါလေအကုန်လုံးဖယ်လိုက်ရတာ အိပ်ပျော်သွားပြီးတော့အဲ့မှာသူတို့တွေအပေါ်ကနေပြီးတော့ဟိုတန်တရင်တို့ဘာတို့ညာတို့အဲ့လိုမျိုးဖြုတ်ချတဲ့အတိုင်းရောဆိုတဲ့အတိုင်းကြားလိုက်တာကြားလိုက်တဲ့အခါကျတော့သူကနိုးသွားပြီးတော့တိုက်ကလားဖြူတာလားဘာလို့တာလဲမသိဘူးဆိုပြီးကစဉ်းစားလိုက်တာပေါ့နော်စဉ်းစားပြီးတဲ့အခါကျတော့အဲ့ချိန်မှာရအရန်တောက်ချင်နေပါဇက်တင်6တရောင်းနေတောက်ချင်တဲ့အခါကျတော့ကိုရီးယားအဲ အဲအောက်မှာလူရှိရဲအောက်မှာလူရှိရဲရေတောက်ချင်တယ်ရေလေးနဲ့တိုက်ပါပေါ့နော်ဒီဘက်မှာအက်ကူလိုက်ရောအက်ကူလိုက်ထဲမှာလက်ကြီးကဒီလိုကြီးလှုပ်ထားပြီးတော့ရေတိုက်ပါရေတိုက်ပါဒီအောက်ကနေလဲဆွဲထုတ်ပြီးပါပေါ့နော်ဟိုယောက်ကြီးပြပြနေတယ်ပေါ့ဖယ်ပြီးပါဆိုပြီးကိုရီးယားအဲ့လိုမျိုးပြောတာကျမနမရတာဆန်းဆန်းထွေပါအသက်က63နှစ်ပြည့်ပြီပေါ့နော်နေရာကတော့ရင်တော့ကတော့နေပြီးတော့မှာပဲနေတာပေါ့ ပြီးတော့တိုက်36ကို36ကိုဝန်ထဲညာပေါ့အဲ့မှနေတာမြင်မီတက်ဒီမှနေတာညာနာသိတိရက်ကောပေါ့နော်ဒီကျမကြီးကအငိမ့်စာကျမကြီးငိမ့်စာဆိုရင်ကျမဌာနခွဲစီနဲ့ငိမ့်စာယူထားတာ3နှစ်ပမာနေတာဆိုစရောက်တည်းအားဆိုလို့ရှင်နေပြီးတော့စတယ်တည်းအားရောက်တာဆိုအဲ့အဲ့ဒီငါဟာနေဆိုလို့ရှင်19နှစ်လောက်ရှိပေါ့အနည်းကပမာရှိနေတယ်ဆိုတော့အနည်းကအိမ်မှာပဲ အိမ်မှာပဲရှိညာရေချိုးခေါင်းလျှော်ပြီးတော့တနခါလိမ့်လို့တနခါသွေးနေအချိန်မှာအဲ့ငယ်ရင်စားထုတ်တာတယောက်တည်းမဟုတ်ဘူးตาရောမြည်ရောရှိတယ်ตาနဲ့မြည်ရဲ့အကြောင်းကပြန်လာတာအကြောင်းကပြန်လာပြီးသူကကလေးရခန်းထဲမှာစော်နေตาလေအဲ့အခန်းထဲမှာသူသမီးနဲ့နေနေငါတင်ကလှုပ်တယ်ဆိုချက်ချင်းပဲဟိုးနိုင်နိုင်ကိုဖြစ်သွားတာအတန်ညောပါလေရောအကျဲ့ပြီးတော့သူ့ကိုဘောလုံးပုတ်တယ်လို့ပဲဟိုလိမ့်ဒီလိမ့်နဲ့လိမ့်တာ ငါကတော့တွားဟိုအဘောဒကလေးလွာကဗာလဲပရမောက်ကဟိုစားလေးမှန်နေရအကုန်လုံးကျိုးကြည့်ပြီးကိုခန်းနဲ့အကုန်လုံးကြတာကြပြီးတော့အမှကိုလဲအမှလိမ့်နေတာပဲဟိုဘက်လိမ့်သွားလိုက်ဒီဘက်လိမ့်သွားလိုက်နဲ့လိမ့်နေတာလိမ့်နေတော့တအောင်လေးနည်းနည်းလေးခဏလေးပဲကြာလိုက်မယ်အဲ့အချိန်မှာအဲ့အချိန်မှာဝုန်းဆိုအောက်ကိုပြူကြပြူကြသွားတာပြူကြသွားပြီးတော့အဲ့မပြူကြခင်အချိန်မှာတော့ဟိုตาအိတ်နေနဲ့လူးလဲပြီးထလာတော့အဲ့တာ မထနဲ့မထနဲ့မှာငရင်လှုပ်နေတာပြန်ထိုင်ပြန်ထိုင်ဆိုပြီးသူကလည်းခမကရံပဆိုးဝီပြီးပြန်ထိုင်လိုက်တာလားမသိဘူးအဲ့အချိန်မှာတကားလေးပါအကုန်လုံးပိတ်ကုန်တာသူတို့ခန်းနေတဲ့တကားလေးပိတ်ကိုရီးယားလည်းအကုန်လုံးဝုန်းနေဖြစ်ကုန်တာဖြစ်ပြီးသူတအားလောက်လည်းနေလဲနေတော့အောက်ကိုဝိုးဆိုပြိုကျသွားတာပြိုကျသွားတာပြိုကျသွားပြီးတဲ့အခါကျကျွန်မအောက်ထဲမှာရောက်သွားတာပေါ့နော်အောက်ထဲရောက်သွားတော့လေကိုကလည်းငင်းငင်းဘလူခေါ်မလဲဝိုးဝိုးကလေးဖြစ်လာပေါ့ဝိုးကလေးဖြစ်နေပြီးတအားလောက်လည်းနေလဲနေရောခါတယ်သူက လုံနေရနှီးသွားလိုက်ညံသွားလိုက်လည်းအယမ်းမြန်လာတဲ့အချိန်ကျတော့အဲ့နိုင်ရန်ကြောက်ကြရရနေပြီးတော့လူပေါ်ပြုတ်ကြလာတာအပြားလိုက်ကြီးအောင်မာကဟွာဖြစ်တဲ့ဇပွဲကုန်တွေပါလိရှိနေလို့ဖြစ်နေမယ်အဲ့ဒါကြီးအပြားကြီးရဒီတိုင်ခံသွားတာလူနည်းဆိုကိုယ်ခေါင်းဘက်ကဆိုရင်တော့တထွာလောက်တော့ရှိမယ်အောက်ခြေရတော့မြင့်တယ်ခြေထောက်ဘက်ကဆိုရင်တော့ငုတ်တုတ်ထိုင်လို့ရတဲ့အနေအထားမှရှိရပါတော့เนาะ ကိုအပေါ်ကနေဆိုကင်ကြီးတော့နှစ်ဖူးကနေဆိုမျက်နှာလေးနဲ့နည်းနည်းကတ်နေပေါ့တမိုက်လောက်ပဲတော့တယ်အဲ့လိုအချိန်ကြီးမှာရှိတယ်ဟုတ်တယ်အဲ့ဒီအချိန်တွေကနေပိတ်မိသွားတာစပွဲကုန်ကြီးတို့ထင်တယ်ကိုကလမ်းပြီးတော့ခြေထောက်နဲ့လမ်းပြီးဆန်းကြည့်လိုက်တဲ့အချိန်မှာစပွဲကုန်ကြီးပဲစပွဲကုန်ကြီးကဒီဘက်ခြေထောက်ကဒီလိုကြီးကြကြနေရခါကြချီပွားပေါ်မှာပေါ့အဲ့စပွဲပုံကပြိနေတာပြိနေပြိသွားလိုက်တာအာ အဲ့9ရက်မြောက်နေ့မှာလာခဲ့တော့မိသက်တပ်ဖွဲ့ကလာခဲ့တဲ့အခါကျတော့မှအယုံစာတွေပါလေအကုန်လုံးဖယ်လိုက်ရတာဟုတ်တယ်အဲ့နေ့တည်းကပြိမိနေတာအဲ့တော့နာနေပါဘောနာလာတာလေစစ်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 နဲ့နာလာတာတော်တော်လေးနာလာတာနာလာတဲ့အခါကျတော့ကအသာလေးလှုပ်ကြည့်တော့ဒီဘက်ခြေထောက်နဲ့လှမ်းပြီးလှုပ်ကြည့်တဲ့အခါကျတော့ခြေထောက်ကအဲ့လိုမျိုးကြီးပြိနေတာခုံကိုစမ်းမိတာလေခုံကြီးစမ်းမိတဲ့အခါကျတော့ဒါ ကလေးစာတန်နေတဲ့ခုံကြီးဆိုပြီးတော့ကိုကတိလိုက်တာလေအာခုံကြီးဆိုပြီးတော့ကိုကလှုပ်လိုက်တာကိုကလည်းလာခဲ့တဲ့လူရှင်အဲ့နာဘရင်ဘောက်ဆိုတဲ့ခါကျတော့ဘရင်ဘောက်ကိုယုံစားလိုက်တာပေါ့နော်ဒါပေမဲ့အဲ့ဘရင်ဘောက်ကဘလို့မှလူကြီးလာလို့မရအောင်ဖြစ်လာဘလို့မှကိုအချက်ပြလို့မရအောင်ခုံးတွေကကိုနဲ့ဆက်သွက်တဲ့အတိတရားအကုန်လုံးကဖုံးတွေခေါ်ထားကြတယ်ဖုံးတွေခေါ်တာအဲ့ဖုံးတဲ့အောင်တော့ကြားတယ်ဒါပေမဲ့ကိုကဒီခြေတော့ကိုမိနေပြီဖုံးကိုယူဖို့စဉ်းစားသေးတယ် စဉ်းစားတဲ့အခါမှာဘလို့မှယူလို့မရဘူးခြေတော့ကြီးရနည်းနည်း၃ရက်လောက်ကြာတော့လုံးဝထုံသွားတာမနာတော့ဘူးမနာတော့ဘူးဖြစ်ပြီးထုံသွားတော့ကိုကမေ့ပြီးခြေတော့ကိုလှုပ်ကြည့်သေးတယ်လှုပ်လို့မရဘူးလှုပ်လို့မရတဲ့အချိန်ကျတော့အဲ့ဒီဖုံးရလို့ရှင်တော့ကိုကတယောက်ယောက်ဆက်သွယ်လို့ရမှာဆိုပြီးတော့ကိုစိတ်ကူးတွေမှာစဉ်းစားပြီးတော့အဲ့ဖုံးကိုရဖို့ကိုကစဉ်းစားကြည့်သေးတယ်ကြည့်ရမယ်ဒါပဲခြေတော့ကလှုပ်လို့မရတဲ့အခါကျတော့ကိုလည်းဘာမှမလုပ်နိုင်ရင်လည်းဒီတိုင်းပဲနေနေလိုက်ရတာ စဉ်းစားတာတော့ကိုကတော့ဟိုဖះစားလေးပဲအဆက်မပြတ်တော့ရွတ်တော့ရွတ်နာပဲဘာလို့လဲဆိုတော့ပြောလို့မရဘူးလေကုသိုလ်ကအောက်ထဲမှနေနေလို့မဟုတ်ထပ်ပြီးလှုပ်လာမယ်ဆိုလို့ရှိရင်တင်းနေသေးသွားနိုင်တာဆိုတော့ကိုကရဲ့ကောင်းထဲမှရောက်လာတာတမုတ်တွေကတာပဲရောက်လာအဲ့တမုတ်တွေကတာရောက်လာတဲ့ခါကျတော့အဲ့တမုတ်တွေကတာကိုပဲတတိယပိုင်းရွတ်တာပေါ့နော် သတိရတိုင်းညွတ်တယ်ပြီးလို့ရှိရင်တခါတလေဘုရားချစ်ကိုတဲ့ဥစ္စာကိုသတိရပြီးတော့ကိုကဘုရားချစ်ကိုလို့ရှိရင်အိမ်ဆောင်နဲ့ဒီချမ်းဆောင်နဲ့ဒီကိုနေနေတဲ့နေရာတော်တွေတောင်းနေဆိုတော့တောဆောင်နဲ့တောင်ဆောင်နဲ့ဒီအကုန်လုံးမေတ္တာပို့အမြာဝေးအဲ့လိုလုပ်တာလေးရှိတယ်အဲ့လိုမျိုးဥစ္စာကိုကိုကစိတ်ထဲမှာသတိရပြီးတော့သူတို့လည်းမေတ္တာပို့တယ်အမြာတန်လည်းဝေးတယ်ဘုရားကိုလည်းပြန်ပြီးတော့အာယုံပြန်ပြုတ်ပြီးတော့အဲ့လိုနေခဲ့တာလေညာတော်အဖြစ်တော့တမုတ်တွေညွတ်တာများတာပေါ့ တခါတလေကျတော့အိပ်ပျော်သွားတယ်လို့ထင်တယ်တခါတလေကျအိပ်ပျော်သွားတယ်အိပ်ပျော်သွားတယ်လို့ထင်တယ်တခါလေကျလည်းဟိုကြည့်ဒီကြည့်နဲ့ရှောက်ကြည့်နေတာပေါ့အပေါ်တက်ကပထမတက်ကကိုယ့်နေရာကိုရောက်လာတဲ့အခါကျတော့ဒီဘယ်ဘက်ညာဘက်အချမ်းမဆိုလို့ချင်းတိုင်းခံနေတော့အပြင်ကအလင်းရောက်နေပါကြီးလည်းမြင်ရတယ်အဲ့နေရာကြီးကဟောင်းတော့ဘူးဖြစ်သွားတာလေကိုယ့်ရဲ့နေရာကညာဘက်အချမ်းချင်းဘက်မှာဆိုလဲကိုယ့်ပေါ်က ကြောက်ရလာပါလားမသိအဲ့ဒီဥစ္စာရအပေါက်ဒီလားမသိတခါလေကြာမီးလင်းအောင်တွေ့တယ်အပြင်ကလူတန်းတွေပါကြာအကုန်ကြာရတယ်အကုန်ကြာရတယ်အပြင်ကလူတန်းနေအဲ့ဒီဟိုကိုကတော့3ရက်လောက်နေလို့စဉ်းစားမိတာပဲ3ရက်လောက်လို့တော့ထင်တယ်အဲ့ဒီနေပါဆိုလို့ရှင်အပြင်ကဘုံကြီးတရားဟောနေတယ်တရားနာနေတဲ့အတန်တွေပါကြာရတယ်နာနေတဲ့အတန်တွေကြာတော့ကိုကအော်ဟဲ့ ီတိုက်ကဘူးများဘာဖြစ်လို့လဲမသိဘူးပေါ့နော်တရားတွေနာနေတယ်တရားနာနေတယ်ဆိုရင်အဲ့ဘုန်းကြီးတရားနာတဲ့အတန်ကိုနားထောင်ပြီးတော့ကွာလိုက်ပြီးတော့အမြောက်ပြီးတော့တာလူဒီပါးကြောင့်ခေါ်လိုက်သေးတယ်သူများပြောတဲ့အတန်တွေလည်းအကုန်ကြားဟုတ်တယ်အိမ်ရကျမသားနဲ့မိနဲ့ဆိုဆုံးသွားပြီချက်ချင်းပဲကိုနဲ့တရက်ထဲပဲသူကဆုံးသွားတာအဲညနေပိုင်းရောက်တော့ကလေးမလေးကသူ့ရွှေမလေးကသူကရုံကပြန်လာတော့သူတို့လူကြီးတွေပါပါလေ သူတို့လိုက်ချတဲ့အခါကျတော့သူတို့အဲ့ချိန်မှာတွေ့တယ်။တွေ့ပြီးတော့သူတို့ချက်ချင်းထုတ်ကြတယ်။ထုတ်တဲ့အတန်နေလည်းအကုန်ကြရတယ်။ခြားသွားတယ်သူတို့ကမာစရာရွန်ခန်းထဲမှာကျမကဟိုဘလူးခုံးလဲဟိုဧကန်လို့နေရာမျိုးပေါ့နော်။ဧကန်လို့နေရာမျိုးအဲ့လိုနေရာမျိုးလေးမှာသူတို့ ਨੇ ဘေးချင်းတော့ကတ်တယ်။နိုင်ရန်တော့နိုင်ရန်ပဲခြားတာပေါ့နော်။တိုက်နိုင်ရန်ပဲခြားတာ။ခန်းလာမယ်။အမမရှိဘူး။အဲ့မှာပလက်ကြီးပဲဟိုကျွန်ကြသွားတဲ့ ကျွန်ကြသွားတဲ့ဘီလက်မြေတုံးကြီးပေါ်မှာပလက်ကြီးပဲပေါ့ညောင်းတဲ့အခါကျတော့ဒီဘက်ခြေတော့နဲ့ပဲဟိုဘက်ရွေလိုက်ဒီဘက်ရွေလိုက်အဲ့လိုမျိုးပဲနေနေတာပေါ့အဲ့တော့အဖြစ်ပြန်ကော်လက်ရှင်ဖြစ်ပေါ့အားရမြောင်မနဲ့မှရောက်လာကြတာသူတို့ဒီအဲ့ဒီမှာကျမ6လိုက်ထိုးလောက်ရှိမလားမသိဘူးငက်တီအော်နေတန်ကြတယ်ငက်တီအော်နေတန်ကြတော့ကျမကြည့်လိုက်တော့နည်း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 လင်းနေလင်းနေတဲ့ခါကျအေးငက်တီတော့အော်နေလို့မိုးလင်းနေပြီလို့ဆိုပြီးတော့ကြည်ကြည်နေကွာပြန်ပြီးတော့အိပ်ပျော်သွားတယ် ိပ်ပျော်သွားပြီးတော့အိပ်ပျော်သွားပြီးတော့အဲ့မှာသူတို့တွေအပေါ်ကနေပြီးတော့ဟိုတန်တရင်းတို့ဘာတို့ညာတို့အဲ့လိုမျိုးဖြုတ်ချတဲ့အတိုင်းကိုရောဆိုတဲ့အတိုင်းကြားလိုက်တာကြားလိုက်တဲ့အခါကျတော့သူကနိုးသွားပြီးတော့တိုက်ကလားဖြူတာလားဘာလုပ်တာလဲမသိဘူးဆိုပြီးကစဉ်းစားလိုက်တာပေါ့နော်စဉ်းစားပြီးတဲ့အခါကျတော့အဲ့ချိန်မှာရအရန်တောက်ချင်နေပါဇက်တင်6တရောင်းနေတောက်ချင်တဲ့အခါကျတော့ကိုရီးယားအဲ အောက်မှာလူရှိတယ်အောက်မှာလူရှိတယ်ရေတောက်ချင်တယ်ရေလေးနဲ့တိုက်ပါပေါ့နော်ဒီဘက်မှာအက်ကူလိုက်ရောအက်ကူလိုက်ထဲမှာလက်ကြီးကဒီလိုကြီးလှုပ်ထားပြီးတော့ရေတိုက်ပါရေတိုက်ပါဒီအောက်ကနေလဲဆွဲထုတ်ပြီးပါပေါ့နော်ဟိုယောက်ကြီးပြပြနေတယ်ပေါ့ဖယ်ပြီးပါဆိုပြီးကိုရီးယားအဲ့လိုမျိုးပြောတာနှစ်ခါလောက်ပြောလိုက်တော့အဲ့ရလူတွေကကြားသွားတာလေကြားသွားတဲ့အခါကျအောက်ကလူတန်ကြားတယ်ဆိုပြီးသူတို့ပြောတဲ့အတန်နဲ့ကြားလိုက်တယ် ကြားလိုက်တဲ့အခါကျတော့သူကအစိုးကြီးတော့လက်နေထမီအသေးနဲ့လာမသိထိုးသေးရနောက်ကျတော့အကြီးနဲ့ထိုးကြည့်တော့တွေ့တယ်ဟုတ်တယ်ဟုတ်တယ်တဲ့လူရှိတယ်တဲ့အောက်မှာလူရှိတာလားဆိုသူကလှမ်းခေါ်လိုက်တာပေါ့နော်ဟုတ်တယ်ရှိတယ်ရှိတယ်ကျမကိုရေးပေးပါရေးတိုက်ပါပေါ့နော်ရေးရမ်းတောက်ချင်တယ်ဆိုပြီးကိုကအဲ့လိုမျိုးပြောတာပြောတဲ့အခါကျတော့အာသူကအဲ ဘဒူလဲတော့စဉ်းစားထွေးလာဆိုဟုတ်တယ်တော့စဉ်းစားထွေးပါဆိုအဲ့တော့မှသူကအော်ကြတာပေါ့နော်အဲ့တော့စဉ်းစားထွေးအသက်ရှင်နေပါညာဆိုသူကဝိုင်းပြီးအော်ကြတာအော်ပြီးတဲ့အခါကျတော့အဲ့မှာကလေးတယောက်ကနေပြီးတော့ရေလာတိုက်တယ်ရေလာတိုက်တယ်ရေရေလာတိုက်တဲ့အခါကျတော့သူကအဲ့ရေလေးတောက်ပါတောက်ပြီးတော့သူကမျက်မှန်လေးတက်ပြီးအုတ်ထုတ်ပြီးစောင်းပြီးအဲ့လိုလုပ်ပြီးကြတယ်သူက ပုံမှန်ပဲနည်းနည်းတော့អော်တော့អော်ရတာបងเนาะသူတို့ចောင်းတော့နည်းနည်းတော့អော်ရတာបងអោមមកលុရှိတယ်អោមមកលុရှိတယ်ဆိုကျွန်မကဲထုတ်ပြီးပါဗောခြေတော့ကြီးလေးပြပြနေဗောရေလေးအရန်တောက်ချင်နေဆိုလက်ကြီးရလဲလို့ဟိုမှာလက်ကလေးတွေ့နေရတယ်သူတို့ကလည်းပြောတယ်လက်ကလေးတွေ့နေရတယ်လူလေးတွေ့နေရတယ်ဆိုပြီးသူတို့ပြောတယ်အနီးဗောအော်သူသူတို့တွေကြားသွားပြီဗောနော်သူတို့တွေကြားသွားပြီဗောဆိုပြီးတော့ကွာအဲ့လိုတော့ဝင်တော့တာတာဗောဝင်တာတာတော့ဝင်တာသွားတာဗော သူတို့ကအဲ့လိုဒူတန်ကြားပြီးတော့လာပြီးတော့ရေကိုသေချာတိုက်ပေးတယ်ရေဘူးလေးတွေမှာပိုက်လေးထည့်ပြီးသေချာတိုက်ပေးတယ်ပြီးတော့လို့ရှိရင်အနားမှာအဲ့ကလေးလေးတယောက်ကစောင့်နေပြီးတယ်တဲ့နေရာလေးကလည်းနှိမ့်နှိမ့်လေးလေးနှိမ့်နှိမ့်လေးဆိုအဲ့ကလေးလေးကလည်းနည်းနည်းထိုင်လို့လည်းမရတော့သူလည်းဝုတ်ဝတ်ကလေးနေပြီးစောင့်နေရပေါ့ခိုင်းမိမှဆိုတော့အဖွာအုတ်ထုတ်ဆောင်တာမြမှန်လေးတက်တာဆိုပြီးတော့သူကပြောတယ်တောက်ပြီးလို့ဝါသွားတဲ့အချိန်ကြတော့မှဘွားဝါပြီလားဆိုဝါပြီကြဝါရင်နဲ့သာရုကလည်းဒီကြောက်ပြားကြီးကို ခွဲရမှာပေါ့နော်။ကြောက်ပြားကြီးခွဲရမှာတဲ့ခွဲပြီးကျခွဲပြီးတော့မှာတဲ့ထုတ်ရမှာတဲ့အဆင်ပြေလားတဲ့ဟုတ်ကဲ့အဆင်ပြေတယ်လို့လောက်ပါလို့ဆိုပြီးကိုကပြောတော့အာသူတို့ကခွဲမယ်ဆိုပြီးအပေါ်ကိုလှမ်းပြောလိုက်တယ်ပြောလိုက်တော့အဲကြောက်ပြားကြီးကိုခွဲရော ခွဲလဲခွဲရောဟိုအောင်အဲအမုံတွေရလေမှွန်လာလေမှွန်တဲ့အခါကျတော့ကျွန်မနှာခေါင်းပိမရတော့ပြရတော့ဆိုတော့အာသူကချက်ချင်းပိတ်ပြတာပိတ်ပြီးတော့အမဘာလဲအောက်ဆီဂျင်တွေပါလာပြီးပြီးတော့အာခွဲထုတ်တာ တိတ်မကြလောက်ဘူးထင်တယ်ကြည်ရတာမိနစ်နိုင်ဝဲ45မိနစ်အဲ့လောက်ပဲကြာမယ်နဲ့တူတယ်အာပြီးသွားပြီးသွားတော့အဲနဲ့အဖွားတဲ့ပြီးသွားရင်တော့အဖွားကိုတဲ့အပေါ်ဦးတဲ့ကဲထုတ်လို့ရပြီတဲ့ဟုတ်ကဲ့ပါလို့ဆိုပြီးတော့ပြောပြီးတော့အာသူကအဲ့ချိန်ကျတော့နည်းနည်းတော့လည်းခိုင်းမိမယ်တဲ့တယောက်ကခေါင်းမှာတယောက်ကခြေောက်ကမှာပြီးသူတို့စောင်းကြပါ ida မသိပတ်ပြီးတာပတ်ပြီးပြီးအဲ့ဒီအပေါ်မှာပြီးတင်သွားပြီးတာမှာပြီးတင်ပြီး စေယုံကြီးရောက်တော့အဲ့ဒီဘယ်လိုမျိုးကုသမှုတွေခံယူရလဲစေယုံရောက်တဲ့အခါကျတော့အဲ့လိုပဲသက်ဆိုင်ရာယောဂရှာဖွေတာတို့ခန္ဓာကိုယ်ကကျူးတာပဲတာတို့ဘာလို့ညာလို့ကြည့်ရအဲ့ဒီဓာတ်မှန်ရိုက်တာတို့ဘာလို့အဲ့ဒီဥစ္စာတွေအကုန်လုံးလိုက်ပြီးတော့လုပ်ပေးတယ်အဲ့ယောဂရှိတာတွေဘာတွေမေးလုပ်ပေးပြီးတော့အဲ့ကျမလည်းနောက်ကျတော့အဲ့ဒီဓာတ်မှန်တွေဘာတွေရိုက်ပြီးတော့ပြန်ထွက်လာပြီးတော့ကျမလည်းအိပ်ပျော်သွားလားသတိမေ့သွားလားမသိဘူးအဲ့နောက်ပိုင်းမသိတော့ ညနေခွဲစိတ်ပြီးထွက်လာပြီးအပြင်ရောက်တော့မှပဲသိတော့တယ်။ထိခိုက်ရတဲ့ပိုင်းလေးပြောပြလို့။ထိခိုက်တာတော့ဒီခြိဘွားခြိဘွားကြီးခြိဘွားပေါ့နော်ခြိဘွားကြီးရပြည်ပြားနေဒီအဘွားဥစားတွေဒီအသားတွေကကျေမွားကုန်လာလားမသိကြည့်ရတာပုတ်တလူမျိုးပုံစံမျိုးဖြစ်သွားအာသူကဒီရောက်တော့ရမလားဆိုပြီးတော့သူတို့ဒီစကရင်တထောင်ကကုသေးတယ်ကုပေးသေးတယ်အာနောက်ကြတော့မှမရတဲ့အဆုံးကြတော့မှသူတို့ကအိုင် ဒီတော့ကိုဖြတ်ဖို့ဆိုပြီးတော့အမအမေရိကန်လာကူးတဲ့ဆရာလေးရှုပ်ပို့ပေးတယ်။အဲ့ပို့ပြီးတော့အဲ့ဆရာလေးကလည်းပြီးတော့ခြေတော့ကမရဘူးပေါ့နော်။လိုက်စားသွားမှဆိုရင်ဆိုပြီးတော့သူကဖြတ်မှဖြစ်မယ်ဆိုပြီးတော့အာဖြတ်ဖြတ်ဖို့ပြောတယ်ဒီမှာဖြတ်ပါလို့ဆိုပြီးဖြတ်ခိုင်းလိုက်တာ။အာသူကအဲ့ဒါဖြတ်ပြီးကွာ။ခြေတော့ဖြတ်လိုက်တာပေါ့နော်။နေတိတ်တော့မများဘူးလို့လို့များတယ်လို့နဲ့သေးတော့သေးသွားတာပဲခြေတော့ကအခုတော့နည်းနည်းရှောက်လို့ရပြီ။ နည်းနည်းတော့ရှောက်လို့ရတယ်ဒါပေမဲ့ထွက်နေထွက်နေပေါ့ဂျိုင်းတော့လေးပါလေတော့ဂျိုင်းတော့မတော့ဂျိုင်းတော့ဂျိုင်းတော့အဲ့နိုင်ငံသားတွေကဂျိုင်းတော့ပြလိုက်တယ်အဲဂျိုင်းတောက်ပြီးလိုက်တယ်ဂျိုင်းတောက်ကိုမသုံးအဲဂျိုင်းတောက်သုံးလို့ရှိရင်ရက်လိုက်တဲ့အချိန်ကျလေသူကလေမိုက်ခနဲမိုက်ခနဲနဲ့ဆိုတော့လေလဲကြမှာကြောက်လို့မသုံးတော့ပဲနဲ့အဲ့မှာနေပြီးတော့ခြေတော့ထိခိုက်တဲ့လူတွေလာလို့ဂျိုင်းတောက်မပါတဲ့လူဆိုလှမ်းခေါ်ပြီးလှူလိုက်တယ်အဲဂျိုင်းတောက်ကိုလှူပေးလိုက်တယ်အဲဒီကြောင့်တောက်နဲ့ဟွာတယ် 呃，不要惹我。他那点，我那点，就是说打你没事啊，就是那边的啊，就是呗，就是呗，过来我上下没啊，就是。စိတ်ကတော့ပြေကောင်းလဲဘယ်တော့မှလည်းမေ့မှာမဟုတ်ဘူးဒီကိစ္စကြီးကိုဆက်ရှုပ်ရတယ် လူအသက်ရှင်ပြန်အသက်ပြန်ရှင်လာတဲ့ခါကျတော့အကုန်လုံးကတော့ပြောကြတာပေါ့ကိုယ့်အတွက်ဟိုကောင်းသောရှင်ခြင်းပေါ့နော်။ဘာပဲဖြစ်ဖြစ်ဒီလူမျိုးအသက်ရှင်လာတဲ့ဥစ္စာအကြောင်းအရာတော့ကိုယ်အသက်တည်တဲ့အထိဘုရားတရားကိုပူပြီးအယုံဆိုင်ပြီးအရင်အထက်ပူပြီးလုံနိုင်မှုအတွက်ဖြစ်လာတယ်ဆိုပြီးတော့ပြောကြတယ်သူတို့ပြောသလိုပါပဲအမှန်တော့အဲ့လိုဘုရားတရားကိုအများကြီးများများတည်တဲ့မကပူပြီးလုံနိုင်မှုအတွက်အသက်ရှင်လာတာပါ မဘလို့ခေါ်မလဲနေရာလည်းမရှိဘူးကိုနဲ့အတူနေမဲ့လူကလည်းမရှိဘူးချွေးမကြတော့လည်းရှိရယ်ကိုနဲ့အတူနေတာဒါပေမဲ့ကိုကလည်းသူ့အတွက်အနောက်ချက်ဖြစ်မှာဆိုတော့လေဟိုအမနဲ့ပဲအတူလိုက်နေလိုက်တယ်လိုက်နေပြီးဟိုဘလို့ခေါ်မလဲဟိုမိတ်ဆွေအပေါင်းတွေနဲ့တွေ့လို့စကားပြောလိုက်တဲ့အခါကျတော့လည်းမိသွားတာပေါ့နော်မိတ်ဆွေအပေါင်းတွေမရှိပဲကိုကကိုတယောက်တည်းကျတော့လည်းတတိယပြီးဒီလိုပဲပေါ့ဟို မူတဲ့ခံကိုရည်ရည်ခါရည်ပေါ့တီဗီကြည့်လိုက်ဖုန်းကြည့်အဲ့လိုမျိုးပဲနေလာဖရာတရားလုပ်တဲ့အချိန်ကျတော့လည်းဖရာတရားလေးလုပ်လိုက်တယောက်တည်းနေနေပြီးတော့ရှိတဲ့အခါကျတော့လည်းအော်ဒီတိုင်းနေနေလည်းလက်ကားပဲလေလို့ဆိုပြီးပတိစိတ်နေလိုက်အဲ့လိုမျိုးပဲနေရတာအကုန်လုံးကတော့အဲ့လိုမျိုးသူဖျားတရားပူပြီးလှုပ်ဖြစ်အောင်လို့အသက်ရှင်လာတဲ့မျိုးသတိပေးလိုက်တာဆိုတော့ဥစားမျိုးလိုမျိုးပေါ့နော်။ဒီများလေးပြောတဲ့လိုပေါ့ကိုယ်နဲ့အဲ့လိုမျိုးပဲတွေးမိတယ်လေ။ ကိုရီလိုပဲကိုရီလိုပဲပေါ့နော်အဆင်ပြေတယ်လို့လေးစူးစမ်းပြီးတော့ပဲနေရတာပေါ့အားငယ်မှုလည်းမရှိအောင်ဝမ်းနည်းမှုလည်းမရှိအောင်တခါလေကြတော့လေအဲဖျားတရားလေးလှုပ်လိုက်အလိုမျိုးဒီပဲကြောဖြတ်ပြီးတော့နေလာကရင်ထောင်ဆေးရုံမှာ၃လကြာတယ်၃လကြာတယ်၃လပြည့်ပြီးတော့ပြန်ဆင်းလာတဲ့အခါကျတော့ဒီရန်ကုန်မှာပြန်ပြီးတော့ရန်ကုန်မြို့သားပြန်တဲ့တန်ဆွမ်းရေးဆေးရုံမှာပြန်ပြီးတော့ခြေောက်ကိုပြန်ပြရတယ် ရပြီလေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါကျတော့အခုကြတော့ခြေထူးတက်ဖို့အတွက်ကိုသူကပုံစံတွေပါယူပြီးသွားပြီကျမခြေထူးကတော့လက်ကုန်ရပါတော့